အခုမြင်ရတဲ့ဒဏီပူးတွေကအရင်တုန်းကဆိုရင်တော့ကျွန်တော်တို့အမာဒေတာမှာဒါအမိုက်လို့လည်းပြောလို့ရပါတယ်ခင်ဗျာအခုတော့ဒီအမိုက်ထဲကနေပြီးတော့လူတွေကအလုတ်အကိုက်တွေဝင်ငွေတွေရရှိနေကြတယ်အထူးသဖြင့်အခြေခံလူတန်းသားတွေရဲ့ဘဝတွေကဒီလုပ်ငန်းကြောင့်တော်လေးကိုသူတို့ဆိုပြလာကြတယ်တွေ့ရပါတယ်ဆိုတော့အခုဆိုရင်ဒါကြေးရွာပေါင်းမြောင်မြောင်စွာနေပြီးတော့ဒဏီပူးတွေကိုခုတ်ပြီးတော့တိုင်မှလာသွင်းနေကြတယ်ပေါ့လေဒီဒဏီပူးလုပ်ငန်းကြောင့်ပေါ့နော်ဒေတာအတွက်ဘယ်လောက်ထိအကျိုးရှိလာတယ်ပြရတော့ခင်ဗျာอืมဒီဒေတာအနေနဲ့ကတော့လက်ရှိကတော့လေ သူတို့ရေလုံငန်းကိုအဓိကလုပ်ကင်ကြတာပါနော်ရေလုံငန်းကိုလုပ်ကင်တဲ့အတွက်ရေလုံငန်းမှာကြတော့သူကရေသေးတို့ရေသားတို့ဆိုတော့နှစ်မျိုးခွဲထားတယ်လေတစ်လမှာ15ရက်လောက်ပဲလုပ်လို့ရတယ်ဒီတဏီဘူးလုပ်ငန်းပေါ်လာတော့လူတွေကနေ့စဉ်ဝင်ဝင်ရတာပါနော်နေဘူးထိုင်ဘူးစားသုံးမှုကမိသားစုတစုကိုသူတို့ဒီတက်လေဆိုရင်တစ်နေ့ကို2000လောက်ရတယ်လေသေးမယ်ဆိုရင်1000သူတို့ဒီအောက်ခြေလူတန်းစားတွေတော့အများကြီးပါနော်အဆင်ပြေမှုဖြစ်သွားတာတကူတွေကဓဏီကြံနေရနေပြီးတော့အဲ့ဒါအဖူးတွေကလည်းခုံနေတာ အပြင်ကနေခုတ်တာပါနော်ဘယ်လိုတွေရောင်းရတော့ဒီဥစ္စာတွေဒီကတော့ပိတ်တာနဲ့ပေါ့နော်တပိတ်တာအခု85ကျက်မရှိစင်းရသားတွေကတော့ကောင်းတော့ပါနော်တကယ်တော့ဒီနေ့ဟာမြန်မာနိုင်ငံမှာမီယိုဖလာအိမ်ခေါင်မှုဘူးအတွက်ပဲအဓိကအသုံးပြုလာခဲ့တာပါအခုတော့ဒီနေ့ဘူးတွေကိုခုတ်ဆင်းအချောက်ခံအိတ်သွတ်ထုတ်လုပ်ပြီးစားတောက်ကုန်လုပ်ငန်းတွေမှာအသုံးပြုဖို့တောင်ကိုရီးယားနိုင်ငံကိုစတင်တင်ပို့လာနေကြပါ group 3 group ဖွဲ့ရတာပေါ့နော်ပထမတဲ့ group ကျတော့ကျွန်တော်အပိုင်းပိုင်းလေးလက်မလောက် ဖြတ်ပေးရတယ်တို့နောက် the group ကြတော့အဲ့ဒါကိုသူတို့ကအခွန်ခွာရတယ်ဗျအခွန်ခွာပြီးတော့သူတို့ကစိတ်တယ်စိတ်ပြီးတဲ့အစိတ်လေးကိုအချောင်းချောင်းလေးစိတ်တယ်ခင်ဗျအဲ့ဒါစိတ်ပြီးတဲ့ဟောင်းမှာကျွန်တော်ကနေလန်းပေးရတယ်အဲ့ဒါဟောင်းမှာကျွန်တော်တို့ကရန်ကုန်ကျွန်တော်ပြန်တစ်ခါတင်ရတယ်ဗောနော်အဲ့လိုနဲ့ကျွန်တော်ဒီလုပ်ငန်းကိုလွန်ခဲ့တဲ့ every lag ရတဲ့နဲ့ကျွန်တော်စပြီးလုပ်ဖြစ်သွားတယ်ဒီစားတော့ကုန်ဆိုတဲ့နေရာမောင်းလေဘယ်နေရာမှာတုံးလဲဆိုတာကိုပြောပြလို့ရလားခင်ဗျဒီစားတော့ကုန်ဘယ်နေရာမှာတုံးလဲဆိုတော့ကျွန်တော်တို့ဒီ ခေါက်ဆွဲလဲလောက်ကြတယ်ကိုရီးယားနေခေါက်ဆွဲလောက်တယ်ပြီးတော့အချိုကြီးလောက်တယ်ဒီဟာကိုတောက်သွင်းချင်အဖြစ်လူတွေသက်ကင်ဆာအတွက်လည်းကောင်းတယ်လို့ကျွန်တော်သိရတယ်ပြီးတော့သူတို့ဆန်ဆန်ဆန်နဲ့သူကဒီသူ့စင်မှာပါဝင်တဲ့အာနိတင်နေနဲ့ရောဆက်ပြီးတော့ဆန်လဲလောက်တယ်အခုတော့ဒီလုပ်ငန်းဟာမိသားစုတစ်ခုထဲမှာလူ၃ဦးလောက်အထိအလောက်ကန်တွေရရှိလာနေပါပြီမိသားစု၄ယောက်ရှိရမောင်လေးကကြောက်တက်နေအဖေကဒီမှာ ဘလိုကြီးကြပ်ရေပေါ့နော်ဖေအတမီးဆက်ရင်းမလို့အမေကစိတ်သာခုတ်ဒီလုပ်ငန်းဆိုရှင်ခလေးတွေတော့လည်းလုပ်ရတယ်အရှင်မတွေတော့လည်းလုပ်ရတယ်အခုဒီမှာလောက်တာနေတယ်ဆိုတော့တို့ကတချို့အရှင်မတွေကအိမ်မှာကြောင်းသားရှိရယ်ခလေးကြောင်းသူကြောင်းမလို့ရအဲကြောင့်တို့ကအိမ် အဲ့မှာဒီလိုလားမစိတ်နိုင်ပဲကွာနဲ့အင်ဂျင်လိုက်ချပေးရပြီးလို့ရှိရင်ပြန်ပြတ်တော့လာပို့ပေးတယ်။ဒါမှမဟုတ်ချိန်ပေးတယ်ဟိုရှင်းပေးလိုက်ရနော်။ဒီမျိုးလေးမှာဆိုပါနော်အိမ်တိုင်းလိုလိုဖြစ်နေနော်။အေဂျ100လောက်ရှိရင်လူသားဦးရ150လောက်ရှိရနော်။အဲ့လိုဆိုရင်လုံးအရှင်မရဆိုအိမ်မှာပဲထိုင်ပြီးတော့နေကြရအရှင်မရှိရလေ။အခုဆိုအိမ်မှာထိုင်နေရဝင်ငွေရတယ်။ဟုတ်လားအရှင်မလည်းရတယ်။ဟိုအိမ်သာဦးစုလည်းရတယ်။ဒါရီကတော့ AR တိုင်းဖြာပုံခရိုင်အမာမြို့မှာစတင်တွင်ကျဲလာနေပြီဖြစ်တဲ့ တဏီဘူးလုပ်ငန်းတက်ပါဒနီဘင်းနေအထူထက်ပေါက်ရောက်တဲ့မွန်တနင်္သာရီကမ်းရိုးတန်းဘက်မှာတော့ဒနီဟာအခေါမိုးထရံကအတွက်ပဲအဓိကအသုံးဝင်နေစေပါအခုမြင်ရတာကတော့တနင်္သာရီတိုင်းဒေသကြီးဗိတ်ဒေသဒါဒနီတော်တွေပါပဲခင်ဗျာနေ့ကဗိမျိုးရဲ့တနင်္သာရီတိုင်းဘက်ဆိုရင်ဟုတ်အဲ့ဒီရဲ့ဖင်းမှုတယ်အမိုးလုတယ် ဒီ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 နီပေတွေကကျွန်တော်တို့မြင်းချောင်း AI မှာမြင်းချောင်းကန်တဲ့ဘေးမှာဒီရောက်တော့လဲကောက်ွက်တာပဲအဓိကတွေကအခုလိုလေပြင်းမုန်တိုင်းနဲ့မြေကဘာပြုံမှုတွေကနေကာကွယ်ထိန်းသိမ်းပေးနိုင်တဲ့ဒဏီတော်တွေကနေဝင်ငွေရှင်စီးပွားဖြစ်ဒဏီဘူးထုတ်လုပ်ငန်းသစ်တွေစတင်ပေါ်ပေါက်လာနေပြီဖြစ်တာကြောင့်အလွန်ကျွန်ခုတ်လဲလာခဲ့ရင်ဒီရေရောက်ဒေသတွေမှာဒဏီတော်တွေပြုံတီးပြီးတဘာဝပတ်ဝန်းကျင်တွေထိခိုက်ယိုယွင်းလာမှာကိုလည်းစိုးရိမ်သူတွေရှိနေပါတယ်ဒီဟာအတွက်တော့ကျွန်တော်မဖြစ်နိုင်ဘူးလို့ကျွန်တော် သုံးတတ်တယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ကဒီကျွန်တော်ဥတန်ကိုယူတာပေါ့နော်ဥတန်မှာရှိတဲ့အတီးအတီးကကျွန်တော်အတီးတီးသွားတဲ့အတီးတီးသွားတဲ့ဥတန်ဆိုကျွန်တော်ကမသုံးတော့ပါဘူးတချိန်တော့ဒီလုံငန်းမဖြစ်ခဲ့ဘူးမသွင်ကျဲခဲ့ဘူးဆိုတာလူတွေအော်တရားလည်းလူတွေလည်းမသိခဲ့ဘူးဘာလို့လဲဆိုတော့တရားအမိုက်ပါပဲတကယ်တမ်းတော့သူကလည်းသူအတီးတီးပြီးတော့ခြောက်သွားတယ်ခြောက်တော့အဲ့အတီးတွေကလည်းအဲ့နေရာမှာပြန်မပေါက်ပါသူဒီရေအသက်ကြာနဲ့မျောပြီးတော့မနော်တခြားနေရာမှာပြန်ပေါက်တယ် တို့တို့ညာလဲဒီတနည်းသီးတွေပေါ့နော်ညာချင်းအပြင် တော့ကျွန်တော်တည်ရတယ်လို့အပင်တွေဟုံတာပေါ့တနည်းဘူးထုတ်လို့ရေလုပ်ငန်းဟာဆင်းရဲကြက်တဲ့ဒီရရောက်ဒေတာတွေမှာနေထိုင်တဲ့အခြေခံလူတန်းသားတွေအတွက်လုပ်ငန်းကင်ကန်းတဲ့တစ်ခုအဖြစ်တွင်ကျဲလာနေပါတယ်အဲတစ်ဖက်မှာလဲ value added လို့ခေါ်တဲ့တန်ဖိုးမြေကုံကျော်ထုတ်လို့ဖို့ဤပညာကျွမ်းကျင်မှုနဲ့ပစ္စည်းကရိယာမရှိတာကြောင့်ကုန်ရမ်းအဆင်ပဲဆက်လက်ထုတ်လုပ်တင်ပို့နေရအောင်မှာဖြစ်ပါတယ်ခင်ဗျာ